နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နှင့်ပြည်တော်စုအစ်စ်ပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီတို့ငြိမ်းချမ်းရေးကိစ္စတွေ့ဆုံညှိနှိုင်းမှုရှိတဲ့သတင်းကိုတော့ဥကြော်စရာဝင်းကပေးပို့ထားပါတယ်ခင်ဗျာတနင်္ဂနွေနေ့ပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက်နောက်ဆက်တွဲငြိမ်းချမ်းလုပ်ငန်းစဉ်အဖြစ်ဆက်လက်ဆောင်ရွက်နေတဲ့ပြည်တော်စုအစ်စ်အပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ GMC Joint Six Fire Monitoring Committee ပြစ်မှတ်ခြင်းမြောက် CAA ပထမနေ့အခမ်းအနားမှာ GMC ကော်မတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောကြားလိုက်တာပါဒီနေ့ဆွေးနွေးမှာကျွန်တော်ခန္ဓာမှုထပ်ထားလိုက်တယ်ကျွန်တော်တို့ကလည်းငမ်းနေရှိပါတယ်ဘိုလ်ရုံးပွက်နဲ့ဒီနေ့ပွက်ပြန်ခန့်နဲ့ဘုရားပြတော်နဲ့လုပ်ပါနေတယ်အဲ့တော့ကျွန်တော်တို့ဒုတိယဥဒ္ဒါပြည့်ကြတယ်ဆောင်းတာဖြစ်ပါတယ်အဲ့တော့ယသဒုတိယဥဒ္ဒါကိုကျွန်တော်တို့ဆိုရပါမယ်ကေအတန်းနာတော်ကြီးပဲကေပြည့်ကြဆောင်းတဲ့ဥစ္စာကျွန်တော်ဆောင်းလာပြီးသွားတယ်ပြန်အောင်လဲကျွန်တော်တို့ဒုတိယဥဒ္ဒါ ဖြစ်ချက်ပေါ်ဖြစ်ပါတယ်။ဒါပြင်ကျွန်တော်တို့လက်ထက်ကြလို့ရှိရင်အစိုးရတက်ကနေပြောဒီနေရာရဲ့တာဝန်ယူနေတဲ့နိုင်ငံတော်တိုင်းပြည်ကပုံစံတွေကိုပြောပြတာ။ဒီဘက်ကလည်းကျွန်တော်တို့ဆွေးနွေးပြီးဒါလေးဆွေးနွေးပြီးဒါလေးပြောတော့အင်းနဲ့ဆောင်းတော့ဖြစ်ပါတယ်။ဒီစီဝေးမှာတော့ GMC ဘိုးရုံအဖွဲ့ပြည်내ရုံအဖွဲ့တွေမှာဝန်ထမ်းခန့်အဖို့ကိစ္စတွေအယက်သားကိုယ်စားလှယ်ဒုတိယဥက္ကဋ္ဌအလဲကျလွဲပြောင်းခြင်းကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ဆွေးနွေးမဲ့အစီအစဉ်အပေါ်ဆွေးနွေးညှိနှိုင်းခြင်းစတာတွေကိုဆွေးနွေးခဲ့တာပါအစိုးရတည်တက်လာပြီးနောက်ပဲညီငယ်ကြီးလုပ်ငန်းစဉ်တွေကိုတာဝန်ယူမဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့အခါ GMC ရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ရှိတယ်လို့မြန်မာနိုင်ငံရဲ့ညီငယ်ကြီးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးနောက်ပိုင်းဆောင်ရွက်ရမှာတွေကိုဆွေးနွေးဖို့ရှိတယ်လို့ GMC ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဘူကျုပ်စောအိုင်းဆာဖိုးကပြောပါတယ်ဒီမှာမပတ်သက်ဘူး GMC ลงมาเป็นโรดแฮมเป็นแล้วก็ดี GMC เรื่องนี้ออกมาต้องเสียบีแล้วแล้วมันไม่ใช่แล้วก็เสียดายสุดแล้วนะแล้วแต่เนี่ยทุกคนเนี่ยเข้าใจว่าที่เป็นอุตสาหกรรมที่เกี่ยวกับอุตสาหกรรมสวัสดีสวัสดีดีเราไปคู่สวัสดิการดีนี่นี่เป็นตัวบีว่า policy อัตเดียวที่มันเรียนสูงในบุชิมาตัวว่าเราเอลิฮาการ์ดอัตจะเราเรา ် GMC နဲ့ပြည့်မယ်ဆိုတော့ဒီပြင်လာတဲ့ GMC နဲ့တက်ဆိုင်တဲ့အပေါ်မှာကျွန်တော်တို့အတမ်းမီကမှပေါ်ပေါ်နေတော့သူရဲ့ပေါ်လာမြင်နေသူရဲ့အဆောင်ဆုံးရဲ့ကဏ္ဍပေါ်မှာကျွန်တော်တို့ပေါ်ပေါ်လေးပတ်စားနေတယ်ကျွန်တော်တို့ကစီအော်အတိမတ်ပြည်ကတော့ဆက်ပြီးတော့ဝင်ဖြစ်နေတယ်ပေါ့နော်ဒီဆက်တော့ ီးခဲ့တဲ့ဥသိမ်းစိန်လက်ထက်မှာတိုင်းရင်းသားလက်နက်ကင်တော်လိုင်းရဲ့အဖွဲ့ရှစ်ခုနဲ့အပြည့်ရက်လက်မှတ်ရေးထိုးထားပြီးလည်းဖြစ်ပါတယ်။ပြည်တွင်းငញ្ញိုင်းနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့အစိုးရအသေးလောက်ရအားလုံးကိုပြည့်ပေးထားမှာမဟုတ်ပဲအပြည့်အခက်ရက်စဲရေးမှာပါဝင်တဲ့ပါဝင်တိုက်တဲ့အဖွဲ့စည်းအားလုံးပါဝင်ရေးအတွက်ကြိုးပမ်းသွားမယ်လို့ April 17ရက်နေ့ကပြောကြားတဲ့နှစ်သက်ကူမိကွန်းမှာဒုံဆန်းစုကြည်ကပြောဆိုထားပါတယ်။ကျွန်တော်ကြော်စရာဝင်ပါခင်ဗျာ။